မင်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မူမူပါရှင်။မြန်မာနိုင်ငံအရေးမှာတတိကြီးကြီးအမျိုးအမြင်ကြီးစွာဖြင့်ဆောင်ရွက်ရန်တရုတ်သမ္မတရှီကျင့်ဖင်ကမင်းအောင်လိုင်ကိုတိုက်တွန်းလိုက်ပါတယ်။ရုရှားနှီးပညာဖြင့်နျူကလ িয়ার ဓာတ်အားစက်ရုံစစ်တပ်ကတီထောင်ရန်ရှိနေမှုမှာမြန်မာနဲ့အထိုင်းပြည်သူတွေရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ တက်ဆက်ထဲမှာပဲမနေ့ကရုရှားနိုင်ငံမော်စကိုမှာနျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပါဝင်ဖို့မင်းအောင်လှိုင်ရဲ့စနီကျူကျူလာကဆွေးနွေးခဲ့ပါသေးတယ်။တာယာဝရီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်အလုံးမှာ လုံခြုံရေးအရာအမျိုးသားနှစ်ဦးတွေ့ပြီးဆိုင်ကယ်စီးနှင်းသူတွေကိုစစ်တပ်ကပြစ်ခတ်မယ်လို့တရားဝင်ကြေညာလိုက်ပါတယ်။ပုတ်ပြင်းမှာထွက်လာတဲ့စစ်တပ်ရင်နောက်ကိုထိုက်ခိုက်မှုမှာတက်ကြတအူတေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့ပါတယ်။ထိုင်းမှာ COVID-19 ူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ်ပညာရှင်တွေကသတိပေးထားပါတယ်။ Bronica က Tie Fighter ကိုဒုတိယအချီမှာ အလဲထိုးနိုင်ကအပေါ်စုငွေဘတ်3သိန်းခွဲရရှိခဲ့ပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့မနက်ခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံအရေးမှာဂတိကြီးကြီးအနာဂတ်အတွက်အမျှော်အမြင်ကြီးစွာဖြင့်ဆောင်ရွက်ရန်တရုတ်သမ္မတရှီကျင်းဖင်က မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်ကြောင်းတရုတ်နိုင်ငံအရေးမှာပြောရေးဆိုခွင့်ရှိသူမော်နင်းကပြောပါတယ်။မနေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာအကြမ်းဖက်မင်းအွန်လိုင်းကတရုတ်သမ္မတရှီဂျင်းပင်နဲ့တွေ့ဆုံခွင့်ရရှိခဲ့ပြီးအဲ့ဒီတွေ့ဆုံမှုအတွင်းတရုတ်သမ္မတကမြန်မာနိုင်ငံအရေးဖြစ်စဉ်များမှာတတိကြီးစွာအနာဂတ်အတွက်အမျှော်မြင်ကြီးစွာဖြင့်ဆောင်ရွက်ရန်တိုက်တွန်းကြောင်းတရုတ်အနေနဲ့ငလင်ဘေးကြောင့်ပြူကျပျက်စီးမှုတွေမှာပြန်လည်တိဆောက်ရေးကူညီမှာဖြစ်ကြောင်းတရုတ်အနေနဲ့မြန်မာနိုင်ငံနဲ့ တင့်တော်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကိုထောက်ပံ့ကူညီမှာဖြစ်ကြောင်းတရုတ်သမ္မတကပြောဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့အထုတ်ချာအာဏာလွတ်လပ်ရေးနန္ဒမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုလည်းထောက်ခံကြောင်းတရုတ်သမ္မတကဆိုပါတယ်။မင်းအောင်လိုင်ကရုရှားကိုတွားရောက်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတရုတ်သမ္မတနဲ့တွေ့ဆုံနိုင်ရေးပါဝင်ခဲ့ပြီးရှီကျင်းပြင်နဲ့တွေ့ဆုံခွင့်ရရန်ရုရှားရဲ့အကူအညီရရှိခဲ့ကြောင်းနျူဘရိုစစ်ပတ်တရင်းမြစ်ကပြောပါတယ်။ အကြမ်းဖက်မင်းအောင်လိုက်ကယနေ့မှာရုရှားနိုင်ငံမော်စကိုမြို့မှာနေပြောကိုပြန်လည်ထွက်ခွာလာမှာဖြစ်ပြီးမြန်မာစံတော်ချိန်ယနေ့ညနေပိုင်းမှာနေပြောကိုဆက်ရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုရှားနည်းပညာဖြင့်အနုမြူဓာတ်အားပေးဆက်ရုံစစ်ကောင်စီကတည်ဆောက်မဲ့အခြေအနေကြောင့်မြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအနေအကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်ကြောင်း KNU ကမေလ9ရက်နေ့နေ့စွဲနဲ့ကြေညာချက်တည်းရထုတ်ပြန်လိုက်ပါတယ်။ မေလာကိုရက်နေ့တနင်္လာရီတိုင်းဇဝယ်မြို့နယ်ထီခီဒေတာကို KNN လေကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်မှာထီခီစစ်ရေးအခြေအနေနဲ့ပတ်သက်ရေးထိုင်းမြန်မာနယ်စပ်တစ်လျှောက်နေထိုင်တဲ့ထိုင်းပြည်သူတွေကိုအသိပေးကြေညာချက်တရက်ဘိတ်ဇဝယ်ခရိုင် KNU ကထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်မြန်မာစစ်တပ်က KNU ရဲ့ဘိတ်ဇဝယ်ခရိုင်နယ်မြေကို1969ခုနှစ်မှာသိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ရေးပြည်ပခါနဲ့ဒေတာပြည်သူတွေနေရပြောင်ရွှေ့မှုတွေဖြစ်ပေါ်ခဲ့ရပါတယ် ခရယာညူကျမဟာလေးအနေနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဒေသပြည်သူတွေရဲ့လုံခြုံရေးကိုအာမတ်ကန်ချက်ရှိစေရန်ဗိတ်တဝဲဒေသမှာရှိတဲ့တိခိအခြေဆိုင်စကားကိုပြန်လည်ထိန်းချုပ်ခြင်းကမဖြစ်မနေလိုအပ်တယ်လို့ယုံကြည်ကြောင်း KNU ကကြေညာလိုက်ပါတယ်။ပြည်သူတွေရဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုမှလွတ်မြောက်စေရန်အတွက်စစ်ကောင်စီအပေါ်စစ်ရေးအရာအေးအေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ် တယ်လို့ယုံကြည်ကြောင်းဆီအာနာရှင်ကရုရှားနည်းပညာနဲ့နျူကလ িয়ার ဓာတ်အားဆက်ယုံတိဆောက်ဖို့ရှိနေကြောင်းမြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအနေရကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းလက်ရှိအနေအထားမှာနျူကလ িয়ার ဆက်ယုံတိဆောက်နိုင်တဲ့နေရာနှစ်ခုကိုဖော်ပြရမှာပဲခူးတိုင်းအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသမှာရှိတဲ့ဒဝဲအထူးစီးပွားရေးဆောင်လို့ဖြစ်ကြောင်း KNU ကဆိုပါတယ် တစ်ဆက်ထိမှာပဲမနေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာနျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပါဝင်ဖို့မေအောင်လိုင်ရဲ့စန္ဒီကျူကျူလာကဆွေးနွေးခဲ့ပါသေးတယ်။ KNU အနေနဲ့အတိတ်နဲ့ပြစ်ဆုံးပံကာလအတွင်းထိုင်းပြည်သူတွေနဲ့တဟားစာသာဖြစ်စွာနေထိုင်ခဲ့တယ်လို့နောက်အနာဂတ်တွေမှာလည်းလေးစားမှုနဲ့ခင်မင်ရင်းမြှီးမှုတို့ဖြင့်အိမ်ကြီးချင်းကောင်းပီတာစွာနေထိုင်ရန်အသင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံနဲ့ခြားရငြိမ်းချမ်းပြီးအတူတကွပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်မိမိတို့ရက်တီကြောင်ထိုင်းပြည်သူတွေထံမှနားလည်မှုကိုမျှော်လင့်ကြောင်း KNU ကကြေညာထားပါတယ်ရှင်။ဆက်လက်ပြီးဘကိုတိုင်းတာယာဝရီခရိုင်အတွင်းမှာအကြံဖတ်စစ်တပ်ခန့်အုတ်ချုပ်ရည်မှုနဲ့စစ်တပ်တောက်တိုင်းတွေကစက်တိုက်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအမျိုးသားနှစ်ဦးတွေ့ပြီးဆိုင်ကယ်စီးနှင်းသူတွေကိုစစ်တပ်ကပြစ်မှိတ်ပေးထားကြောင်း ထွေအုပ်သတင်းရင်းမြစ်ကပြောပါရယ်မေလာ6ရက်နေ့ကစပြီးတာယာဝရီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာအကြမ်းဖက်စစ်ကောင်စီကနယ်မြေလုံခြုံရေးအကြောင်းပြပြီးဆိုင်ကယ်စီးနှင်းရာမှာအမျိုးသားများမောင်းနေပါကနောက်တွင် အမျိုးသားတအူထပ်မံတင်ဆောင်ခြင်းမပြုရန်နဲ့အမျိုးသမီးနောက်တွင်အမျိုးသားလိုက်ပါစီးနှင်းခြင်းမပြုရန်အကြမ်းဖက်စစ်ကောင်စီရဲ့အုတ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ကြောင်းအသိပေးထားပါတယ် ထုတ်ပြန်ခြင်းကတာယာဝရီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များမှာအကြမ်းဖက်စစ်တပ်ခအုပ်ချုပ်ရေးများထုတ်ပြန်ခြင်းကတာယာဝရီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်ခအုပ်ချုပ်ရေးမှုများဆက်လက်တိုက်ခိုက်ခံရမှုမဖြစ်ပွားစေရန်လှုံ့ဆော်ခြင်းဖြစ်ကြောင်းတားမြစ်ထားတဲ့ဆိုင်ကယ်စီးနှင်းမှုများလှုံ့ဆော်ပါကပြစ်ခတ်ဖမ်းဆီးမှုလှုံ့ဆော်နိုင်တယ်လို့အကြမ်းဖက်စစ်တပ်အရာရှိတွေကညွှန်ကြားထားကြောင်းသိရပါတယ်။သူတို့ကစစ်ဆေးတားမြစ်မယ်ဆိုတာ လူကြားကောင်းအောင်ထုတ်ပြန်ထားတာအမျိုးသားနှစ်ဦးတွဲဆိုင်ကယ်စီးနှင်းသူတွေကိုစစ်တပ်အရာရှိတွေကပြစ်မိတ်ပေးထားတယ်လို့သိရတယ်။အခုတော့ပြစ်ခတ်ဖမ်းဆီးတဲ့သတင်းတော့မကြားမိသေးဘူး။နောက်ပိုင်းပြစ်ခတ်မှုတွေဖြစ်လာနိုင်တယ်။အုတ်ကြီးတွေနဲ့သူတို့ထောက်တိုင်းတွေစတိုက်ပြစ်ကတ်ခံနေရလို့အရေးပေါ်ထုတ်ပြန်ထားတာလို့သိရတယ်။နောက်ပြီးမြို့ပေါ်စစ်တပ်စခန်းတွေလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ပစ်မှာကိုလည်းကြောက်နေကြတာလို့ထွေအုပ်သတင်းရင်းမြစ်ကပြောပါရရှင်။တာယာရီခရိုင်တွေ တိုင်ယာရီမြို့နယ်ပြပရန်မြို့နယ်မင်းလာမြို့နယ်မိုးညိုမြို့နယ်အုတ်ဖိုမြို့နယ်ဂျိုးပင်ကောင်းမြို့နယ်ဇီကုန်းမြို့နယ်နဲ့နှစ်တလင်းမြို့နယ်တို့ပါဝင်ပါတယ်2025ခုနှစ်ဇန်နဝါရီလမှမတ်လအတွင်းအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့လက်ပရန်မြို့နယ်မှာအုတ်ချုပ်ရည်မူတန်ဦးအုတ်ချုပ်ရည်မူတိန်ဝင်းနဲ့မယားဖြစ်သူဆန်းဆန်းမင်းလာမြို့နယ်မှာဂျာအိမ်မူအငယ်လေးခေါ်တန်နိုင်ဆိုတည်င်းပေးထွန်းနိုင်ကျူစောတိခင်မဝင်းအုတ်ချုပ်ရည်မူတန်ထွေ ပြူစော်တီရှာလေးခေါ်ငိုကြီးတည်င်းပေးဥရွှေအုတ်ဖူမြို့နယ်မှာတည်င်းပေးအေးလွင်အုတ်ချုပ်ရည်မှုမြင့်ဦးပြူစော်တီတင်နိုင်ထွန်းတည်င်းပေးညိုညိုဝင်းပြူစော်တီမြင့်လွင်အုတ်ချုပ်ရည်မှုကံမြင့်နဲ့မရဖြစ်သူခင်ဝင်းတည်င်းပေးကံဝင်းတည်င်းပေးတန်းဆွေတမ66မှဆစ်လွတ်လိုက်တဲ့ဖုံးကြီးအယောင်ဆောင်တည်င်းပေးတအူးတို့မှာတော်လရင်တပ်ဖွဲ့ရဲ့တိခတ်တိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရသူတွေဖြစ်ပါရဲ့ရှင်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းပုတ်ပြေးမြို့ကထွက်လာတဲ့အင်အားတရာခန့်ပါအကြမ်းဖက်စစ်ကောင်စီရင်တောင်းကိုမေလ၈ရက်နေ့မှာမိုင်းဆွဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ရာတရင်မူပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတက်ကြတဦးသေဆုံးကထိခိုက်ဒဏ်ရာရသူ22ဦးရှိတယ်လို့သိရပါတယ်။ပုတ်ပြေးမြို့ကလည်းဖီကိုကား၅စီးကြောက်ကား၂စီးနဲ့အင်အားတရာခန့်ပါတဲ့စစ်ကောင်စီရင်တောင်းကိုဘူဓာကျေးရွာနဲ့ဝါချောင်းကျေးရွာအကြားကြောက်ဖြူတောင် ရေချိုချောင်းအနီးမှာအဝေးထိန်မိုင်းနဲ့အသင်းဆောင်ဆိုင်မိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းတကြက်တဦးသေဆုံးခဲ့ပြီးတန်ယာရလူနာ16ရာစုစုပေါင်းထိခိုက်သေဆုံး22ယောက်ခန့်ရှိတယ်လို့ KNN နေတက်ရင်203တက်ခွဲ3ကထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ခိုက်မှုကို KNN နေတက်ရင် 203တခွဲ3ကော်တာခရိုင် PDF အမှတ်1တရင်တခွဲ2 Flying Start 4ပုတ်ပြင်းမြို့နယ်ပါကာဖာ ပုတ်ပြင်းမြို့နယ်ပြည်သူရဲပူပေါင်းတပ်ဖွဲ့တို့ကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလဘီထိုင်းနိုင်ငံမှာကိုဗစ်ရောဂါကူးစက်မှုတွေအပေါ်ကျန်းမာရေးပညာရှင်တဦးကအသိပေးထောက်ပြလာပါတယ်။ဘန်ကောက်မြို့တော်ကချူလာလန်ကွန်တက္ကသိုလ်မှာတွဲဖက်ပါမခတာဝန်ယူထားတဲ့ဒေါက်တာတီရာ ဘူရာတနာရက်ကဧပြီလ28ရက်နေ့ကနေမေလ3ရက်နေ့အထိတပတ်လောက်ကာလအတွင်းဆေးရုံသွားဖို့လိုအပ်တဲ့ကိုဗစ်ရူနာ6446ဦးရှိခဲ့တာကို Facebook ပေါ်မှာအသိပေးရေးသားထားပါတယ်။အဲ့ဒီထဲမှာဘန်ကောက်ဟာ2389ယောက်နဲ့အများဆုံးအဖြစ်ဦးဆောင်နေပြီးချောင်ဘူရီက680ဦးနဲ့ဒုတိယနွန်တာဘူရီက490နဲ့တတိယအသီးသီးရပ်တည်ခဲ့ကြပါတယ်။ အသက်30နဲ့39နှစ်အကြာအစုအဖွဲ့မှာလူနာအများဆုံးဖြစ်ပြီး1964ဦးရှိခဲ့ပြီးအသက်20နဲ့29နှစ်အကြာ1540ဦးအသက်60အထက်1536ဦးရှိခဲ့တာလို့ဒေါက်တာတီရာကဆိုပါတယ်။နောက်ပြီးမေလ4ရက်နဲ့9ရက်အတော်အတွင်းမှာလည်းထိုင်းနိုင်ငံကိုဗစ်ကူးစက်မှုတွေဟာတောက်ွေကူးစက်မှုထက်နှစ်ဆပုံမှုများပြားခဲ့တယ်လို့သူကထောက်ပြထားပါတယ်။ ထိုင်းဟာကလေးတွေ၊ကျောင်းသူကျောင်းသားတွေ၊တက်ကြီးရွယ်အိုတွေနဲ့ဆင်းရုံတက်နေတဲ့လူနာတွေကိုကိုဗစ်ရောဂါကူးစက်မှုဆိုင်ရာတားဆီးကာကွယ်ရေးကဏ္ဍတွေမှာပုံမှုအာရုံစိုက်ထားကြဖို့တိုက်တွန်းထားပါတယ်။2019ခုနှစ်နောက်ပိုင်းတော့ကတရုတ်နိုင်ငံအနေပိုင်းဟူဟန်မြို့ကနေစတင်ပြန့်နှံ့လာခဲ့တဲ့ကိုရိုနာဗိုင်းရပ်အသစ်ကြောင့်ဖြစ်ပွားလာတဲ့ရောဂါကိုနောက်ပိုင်းမှာကိုဗစ်လို့နာမည်သတ်မှတ်ပြီးကမ္ဘာကပ်ရောဂါကြီးအဆင့်အထိရောက်ရှိခဲ့ပါတယ်။ကိုဗစ်ကြောင့် လူပေါင်း9တန်းကျော်သေဆုံးခဲ့ကြောင်းမှတ်တမ်းတွေရရှိထားပြီးတကယ့်အသေးအပြောက်ဟာ18တန်းနဲ့33တန်းကြားအထိများပြားနိုင်ကြောင်းခန့်မှန်းမှုတွေရှိနေပါတယ်။ဒါပေမဲ့ကာကွယ်ဆေးနဲ့ထိရောက်တဲ့ကုထုံးတွေထွက်ပေါ်လာတဲ့နောက်မှာတော့ကိုဗစ်ဟာကဲ့ရောဂါအဆင့်ကနေရော့ကျသွားပြီးယာတီလိုက်ဖြစ်ွားတဲ့ရောဂါအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ကိုဗစ်ကြောင့်တဲ့နှုံတိတိတတကြဆင်းပေမဲ့တက်ကြီးရွယ်အိုတွေနာတာရှည်ယောဂတွေနဲ့အချာကိုခံ အားဆိုင်ရာပြဿနာရှိနေသူတွေအတွက်ချိန်ချောက်မှုတွေရှိနေစေလို့ပညာရှင်တွေကအတည်ပြုထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကယန်းလဝိတ်မယ်ဘရိုနီကာကမနေ့ကညမေလ9ရက်နေ့ညပိုင်းမှာထိုးတက်တဲ့ One Championship မွေထိုင်ပွဲမှာ Thai Fighter Junior ကိုဒုတိယအချီမအလဲထိုးနိုင်ခဲ့ပါတယ်။မနေ့ညပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ One Friday Fight 107ပြိုင်ပွဲမှာဘရိုနီကာနဲ့ Junior တို့က အန်တန်ဝိုက်တန်မြို့ထိုင်းပြိုင်ပွဲအဖြစ်ရှင်ပြိုင်ထိုးတက်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီပြိုင်ပွဲအတွင်းဘရိုနီကာကပြိုင်ပတ်ထိုင်းလက်ဝိတ်မဲ့ကိုအသာစီးဖြစ်ထိုးတက်နိုင်ခဲ့ပြီးဒုတိယအချိန်မှာပင်ညာလက်တီထိုးချက်နဲ့အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဘရိုနီကာကဖေဖော်ဝါရီလကရှင်ပြိုင်ခဲ့တဲ့1 Championship ပွဲဥထက်မှာအရှုံးဖြစ်ရင်ဆိုင်ခဲ့ရတော့လဲယခုဒုတိယပွဲမှာအနိုင်ပြန်လဲရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲကိုအနိုင်ရရှိခဲ့တဲ့ Pronica ကို One Championship ကအပိုစုကြီးဘတ်၃သိန်းခွဲချီးမြှင့်ခဲ့ပါတယ်။ Pronica ကဇန်နဝါရီနောက်ဆုံးအပတ်မှာ One Championship နဲ့တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးစာချုပ်ပါအထက်အလက်ရ One ရဲ့ငွေထိုင်းနဲ့ Kick Bouncing ပြိုင်ပွဲတွေမှာရှင်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။အသက်28နှစ်အရွယ်ကရန်တိုင်းရင်သူ Pronica က Time Fight ငွေထိုင်းပြိုင်ပွဲ16ပွဲ ရှင်ပြိုင်ထိုးတက်ရမှာ နှစ်ပွဲသာရှုံးနေပြီး16ပွဲအနိုင်ရရှိထားတဲ့ One Championship ပြိုင်ပွဲမှာလည်းနှစ်ပွဲထိုးတစ်ပွဲနိုင်တစ်ပွဲရှုံးနေထားပါရဲ့ရှင်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။